င်ယုံညွန့်နဲ့စနစ်ကြသင်ပြီးမြမရွယ်ပုံးသည့်ဂီတပညာရှင်တွေကို မွေးထုတ်ပေးဖို့အတွက်စင်ကာပူနိုင်ငံ Rock ဂီတသင်တန်းကျောင်း Academy of Rock ရဲ့ကျောင်းဝဲတစ်ခုကို Academy of Rock မြန်မာရန်ကုန်မှာဒီဇင်ဘာ16ရက်နေ့ကမိတ်ဆက်လိုက်ပါပြီ။ဒီ Rock ဂီတကျောင်းကိုဘသူတွေဦးစီးသွားမှာလဲ။အဆိုတော် Ringo ဟန်ကျူလွင်ဟန်နီလွင်လွင်တို့ဦးစီးဖွင့်လှစ်မယ်။ Academy of Rock မြန်မာကျောင်းဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့စင်ကာပူ Rock ဂီတကျောင်းမှာပညာသင်ပြီးနောက်ပိုင်း နီးပြအဖြစ်ဝင်ရောက်လုကင်နေတဲ့အဆူရော်ရင်ကိုရဲ့သမီးဟန်နီလွန်နကကြီးတိန်ကတင်ယုံညွန့်တဲ့အနေနဲ့ချိတ်ဆက်ပြီးစနစ်တကျတင်ကြားတဲ့အကြောင်းတစ်ခုမြန်မာပြည်မှာဖွင့်ကျင်တဲ့ရည်ရွယ်ချက်ကိုပြောပြရင်းအခုလိုအကောင့်ထဲပေါ်ပြတာလို့ဆိုပါတယ် Academy of Rock က um UK က syllabus နဲ့ပေါ့နော် UK ရဲ့ syllabus နဲ့ connected လုပ်ထားအဲ့တော့ music ကလည်းအရင် systematic ကြီးကြရဲပြီးတော့ um ပျော်ဖို့လည်းအရင်ကောင်းတယ်အဲ့တော့ခုကတွေးကြည့်တာဗမာပြည်မှာအဲ့လိုအကြောင်းမျိုးမဆရသေးဘူးမရှိသေးဘူးအရင်ကိုလှုပ်ချင်အောင်လှုပ်ရှင်လာပြီး boss ကိုပြောကြည့်လိုက်တော့အလုံးအစင်ပြေသွားတာနဲ့လှုပ်ဖြစ်သွားတာပါဟုတ်ပြင်းမဲ့လူတွေက guitar ဆရာတွေ drum ဆရာတွေကိုခုခုက Singapore ခေါ်ပြီးတော့ training လုပ်ထားပါတယ်ဘာ syllabus နဲ့သင်ပါလဲဆိုတော့ rock school syllabus ဆိုတာရှိတယ် UK ကပြီးတော့နောက်တစ်ခုကကျတော့ Academy of Rock Syllabus ရရှိအဲ့ဒါ Singapore ဟုတ် I syllabus နှစ်ခုရှိပါတယ်ဟုတ်အရင်အထောက်အပဖြစ်စေခြင်းနဲ့ Academy of Rock ဆိုပေမဲ့ကူရော Rock တခုတည်းမဟုတ်ပါဘူး Rock ပါမယ် Metal ပါမယ် Pop ပါမယ် Punk ပါမယ် Soul ပါမယ် Samba ပါမယ်အဲ့လို genre အများကြီးနဲ့ပေါ့နော်အဲ့ဆိုဘသူနဲ့ဖြစ်ဖြစ်အဲခိုက်မဲ့ဟာမျိုးလေးအရင်ဖြစ်မယ်လို့ယုံကြည်ပါတယ်ဟုတ်မြမဂီတလောကအတွက်အထောက်ပံ့တခုဖြစ်စေခြင်းပြီး rock တင်မကအစဂီတအမျိုးအစားတွေခွဲထားတဲ့အတွက်လူတိုင်းနဲ့အဆင်ပြေပြီး စိတ်ဝင်စားမယ်လို့သူထင်တယ်လို့ပြောပါတယ်။ဒီဇင်ဘာ16ရက်နေ့မှာစတင်ဖွင့်လှစ်မယ့်ဒီကြောင်းဟာတပတ်ကိုတရက်တရက်ကိုတစ်နာရီအတွက်ဆရာနဲ့တယောက်ချင်းသင်ရင်တစ်လစာ32ဒေါ်လာတင်နန်းသား2ယောက်တွဲသင်ရင်တစ်လကိုဒေါ်လာ20အုပ်စုလိုက်ဆိုရင်တစ်လကို12ဒေါ်လာပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ပထမဆုံး6လစာတင်နန်းကြီးသွင်းသူတွေကိုလည်း professional guitar တလက်လက်ဆောင်ပေးမယ်လို့ပြောပါတယ်။သူတို့တော့က guitar တင်နန်းအောင်ရှားပါခဲ့လို့ ဂီတတင်ယူဖို့အခွင့်အလမ်းနှဲခဲ့တာကြောင့်အခုလိုဂီတလောကဖွင့်မျိုးဖို့နိုင်ငံတကာအသိမှတ်ပြုကြောင်းမျိုးဖွင့်လာတာဟာဝမ်းသာဖို့ကောင်းတယ်လို့ပြောလာသူကအဆိုတော်စီကူလွင်မှာနိုင်ငံတကာမှာခြေဆက်မှုလူငယ်တွေအတွက်အခွင့်အရေးကောင်းဖြစ်တယ်လို့ဆိုပါတယ် ဒီဆောင်မွေးအောင်သွားတယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့သူ့ level တွေအဆင်အဆင်ရှိရပါတော့။အဲ့ level တွေကနိုင်ငံတကာမှာအတိမတ်ပြုရင်ခံရမယ်ဆိုတဲ့ခါကြတော့ကောင်းလာပါတော့။ဒီကနေ2ကျွန်တဲ့ဂီတသမားရဲ့လေတခြားနိုင်ငံရောက်သွားတဲ့ခါကြလို့ရှိရင်သူကဒီမှာဒီ certificate ပြပြီးတော့သူ့အနေနဲ့အလုပ်တွေလည်းရနိုင်တယ်။နောက်တခြား D1 တွေမှာလည်းဝင်ဒီလိုလည်းရကောင်းရတယ်ပေါ့နော်။အဲ့ဒီတော့အများကြီးလူငယ်တွေအတွက်အများကြီးချန်စီသွားတယ်။အဲ့ဒီကြောင့်မို့တကယ်ဝမ်းသာတယ်။ဒီလိုကျောင်းသူတွေကအများကြီးကိုလိုအပ်ပါတယ်။မြန်မာပြည်မှာဂီတကိုပညာရေးစနစ်နဲ့စနစ်တကျသင်ယူပြီးဖွဲ့စည်းထားတဲ့ဘဏ်မျိုးရှားတာကြောင့် တကယ်တီးတက်ဆိုတတ်တယ်ဆိုတာနိုင်ငံတကာအသိမှတ်ပြုထားတဲ့ rock အဖွဲ့ကောင်းကောင်းတွေပေါ်ထွန်းလာစီခြင်းတယ်လို့ဟန်တူးလင်ကပြောပါတယ်။သူကတော့အကြောင်းကိုစီမံခန့်ခွဲတာပဲလုပ်နိုင်ပြီးဝင်မတင်ဘူးလို့ပြောပါတယ်။ music ကို education နဲ့တင်လာပြီးတော့တကယ်တမ်းအဲ့လိုဟိုစနစ်တကျဖွဲ့စည်းတဲ့ band တွေကဒီမှာတော်တော်ရှားပါတယ်။တကယ်တီးတက်တယ်ဆိုတာ UK ကနေအသိမှတ်ပြုထားတဲ့လူတွေပါတဲ့ band တွေ rock band ဆောင်းကောင်းတွေဖြစ်လာစေချင်ပါတယ်။အဲ့ဒါပါပဲ။တင်တဲ့လူတွေကိုတော့ကျွန်တော် manage လုပ်ရင်လုပ်မယ်ပေါ့နော်။ကျွန်တော်တို့ဝင်မတင်ပြစ်သေးပါဘူးလို့ဆိုတော့